အကိုကြီးရဲ့မနက်ကနီနီတက်ခွဲကန်းအလုံးမှာတွေ့လိုက်တယ်ကားတွေရှုပ်နေလို့နှုတ်မဆက်လိုက်တာပါမင်္ဂလာပါအကိုကြီးကျွန်တော်ကအဲ့ဒီနီနီတက်ခွဲကန်းပိုင်ရှင်ရဲ့အဖေနာယီကိုတွားပြီးတော့ကူညီပေးတာပါဗျာဆုံးသွားတဲ့အဖိုးကတော့အသက်တရားနဲ့တစ်နှစ်ရှိပြီအဖိုးရဲ့ရုပ်လောင်းလည်းဒီဆေးရုံရဲ့ဟိုအောက်ထပ်မှာပဲထားထားတာဗျာနေဗန်ရင်တာကျော်ကြီးတို့တော့မနေ့ကတေချာလေးတော့ရှွိုင်းထားတာပဲဒါပေမဲ့မနေ့ကလမ်းမှာလာနေနေ မိုးကရွာသေးတာနဲ့ဖုံမှုတ်တတ်တာနဲ့ဆိုတော့သူတူတူချာချာလေးပြန်ပြီးတော့ထဲထဲဝါဝါတန်တန်ရှင်းရှင်းလေးဖြစ်အောင်တေချာလေးဖုံနေပါလေထပ်တိုက်ပေးနေတာဗျကျွန်တော်တို့ဒီကနိုင်ရတော့10နိုင်အတိမှထွက်မှာဗျဒီတရတည်းနေပိုင်ရင်အဲ့5.7 uh, V8 engine ဆိုတော့တဲ့စီကတော့ရေချိုးသလိုပဲနေမှာတဲ့ဟုတ်ပါညီလေးကားထဲမှာအသက်တောင်ပြင်းပြင်းမရှူရဲဘူးတော့じゃလေးမှုတ်ထုတ်လို့ရှိရင်လီဘာပေါ်သွားမှုတ်မိမှာဆိုလို့ ဟောကနဲ့ဟောကနဲ့ပဲထွက်ချက်ကတော့ဘူရိတ်ကအားသာချက်ကတော့တိတယ်မလား transmission ကအရင်ကောင်းတာမနက်ကနာရီအသွားပြန်စီဆဲကလန်လောက်ကုန်တယ်ဒါတောင်မှအဲကွန်းမဖွင့်ပါဘူးမှန်ချပြီးမောင်းသွားတာနာရီကပို့ပြီးတော့ကွဲလွန်သူ အဖိုးကိုရည်စူးပြီး အလုံငွေနှစ်သိန်းအသိန်းကိုလှူပေးလိုက်ပါသေးတယ်တာရုတာရုတာရုပါဗျာ